I was always favors for the oppressed people, including Muslim Rohingyas. That's my idea. ရခိုင်မျိုးသားအဖွဲ့ချုပ် ULA အရခတ်တော် AA ရဲ့နိုင်ငံရေးမှူးဖြစ်သူဦးဦးလာစောကွယ်လွန်ချင်းတို့မိမိတို့ပလောင်ပြည်နယ်လူမျိုးရဲ့တပ်ဦး PSLF TNA ဘိုးရုံးချုပ်ကဒီကနေ့မေလ10ရက်နေ့နေ့စွဲနဲ့ဝန်내ကြောင်းတုံလောပေးပို့လိုက်ပါတယ် ULA AA ရဲ့နိုင်ငံရေးမှူးဖြစ်သူဦးဦးလာစောဟာပြီးခဲ့တဲ့မေလ9ရက်နေ့က66ပါးယောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ကွယ်လွန်ချိန်မှာအသက်82နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ဦးဦးလာစောကွယ်လွန်ချင်းတို့မိမိတို့ PSLFTN ရဲ့ဘိုးယုံချုပ်ကရခိုင်ပြည်သူတွေနဲ့ ULAA အဖွဲ့အစည်းအပါအဝင်၎င်းရဲ့မိသားစုဝင်တွေနဲ့အတူထတ်တူဝန်ထဲကြောင်းတုံလာပေးပို့လိုက်တာပါ။ခင်မီဖွံ့ဖြိုးတိုးတက်တဲ့အရခပြည်ကိုပုံဖော်ကျိုးပန်းနေစဉ်ကလာတွင်မှာမူဝရပိုင်းဆိုင်ရာဥဆောင်သူတွေထဲမှာဦးဦးလာစောဟာအဓိကကောင်းဆောင်သူဖြစ်ခဲ့ပြီး၎င်းကို ဆုံးရှုံးလိုက်ရတာဟာ ရခိုင်ပြည်သူတရက်လုံးနဲ့အရခတတ်တော် URAA အတွက်တံပိုးဖြစ်နေတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါတယ်။အာနာရှင်ချုပ်ရဲ့အတွက်စင်ကျူးပန်းနေတဲ့ဦးလာဇောခေါ်ကပြားစရာမောင်းခိုင်အောင်ဟာ1962ခုနှစ်စစ်မှုတပ်ကတို့ကြောင်းတာပွားကလေးကနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့်ကျောင်းနှစ်ရနာခဲ့ရတယ်လို့1995ခုနှစ်မှာ2009နှစ်88ရေခင်းမှာ2014နှစ်စတဲ့မြန်မာစစ်အာဏာရှင်တွေရဲ့ဖမ်းဆီးအကျဉ်းချခြင်းတွေကိုကြင်ကြင်ခံခဲ့ရပါတယ် ဒါပေမဲ့လို့ဥဥလာစောအနေနဲ့စစ်အာဏာရှင်အဆက်ဆက်ရဲ့ဖမ်းဆီးအကျဉ်းချတာတွေညှဉ်းပန်းနှိပ်စက်ပြီးဖိနှိပ်တာတွေကိုဥမျိုးပဲရခိုင်မျိုးသားအရေးဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ်အရခပီတိဆောက်ရေးအတွက်နိုင်ငံရေးတမစာရေးဆရာကပြဆရာလွတ်တော်ကိုယ်စားလှယ်နဲ့ ULAAA နိုင်ငံရေးမှူးဆိုတဲ့မြင့်မြတ်တဲ့တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။ဒါကြောင့်လဲမိမိတို့ပလောင်ပင်နယ်လူမျိုးရေးတပ် UPSLFTNA ကဥဥလာဇောကိုအစင်ထော်ရဂုံပြူနေမှာဖြစ်ကြောင်းနဲ့ ်ဦးလာစောဟာအဖိနစ်ခံဘဝလူမျိုးရေးအတွက်တိုက်ပွဲဝင်နေကြတဲ့တော်လန်ရေးအဖွဲ့အစည်းတွေအတွက်စံပြပုဂ္ဂိုလ်ဖြစ်ပါရခင်ဗျာဦးလာစောကောင်းရာတုဂရိပုံရောက်ရှိစံစားနိုင်ပါစေ။